င်လျက်လှုပ်ခတ်ခဲ့တဲ့ဒေတာတွေမှာ internet line ဖုန်းလိုင်းခတ်ခဲတွေကြောင်းသတင်းစစ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေခြင်းငလင်ပင်းရဲ့နေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေငလင်တန်းခံရပြီးနောက်ဆက်တွဲတည်တည်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်ဒီမှာ short wave radio ကိုတရက်လျင်မနက်9:00နာရီတစ်ချိန်ည9:00နာရီတစ်ချိန် ဒီကနေ့ဧပြီလ10ရက်နေ့ကနေ10ရက်နေ့အထိ10ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ7.5မဂါဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မြစီမရေဒီယိုအစီအစဉ်ကိုမြစီမရဲ့ online platform အစုံကနေလဲတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလဲနားဆင်နိုင်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဧပြီလ3ရက်ကြာတာပရီနေ့ညပဲမြစီမရေဒီယိုအစီအစဉ်ကို မြမစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမတော့ရွှေနယ်ပါ။ဒီနေ့ညနာဆင်ကြားမယ့်သတင်းတွေကတော့ငလင်တန်သိန်းဒေတာတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်မယ်ဆိုပါကစကောင်းစီကိုအရင်အကြောင်းကြားမယ်သတင်းနဲ့အတူရခိုင်ကမ်းရိုးတန်းကိုမုံတိုင်းဝင်မယ်လို့ထိတ်လန့်စီတဲ့သတင်းမှအကြောင်းပါဝင်နောက်ဆုံးရငလင်သတင်းအကြောင်းအရာတွေကိုနားဆင်ကြားပါမယ်။ အဲဒီနောက်မှာတော့အင်အားပြင်ကလင်ထန်တဲ့ဒေသတွေမှာမိုးရွာသွန်းနိုင်ခြင်းနဲ့ပတ်သက်လို့မိုးလေဝသနဲ့ဆလာပြီးတာညွန်ကြားမှုဦးစီးဌာနညွန်ကြားမှုဦးလာထွန်းနဲ့ဆက်သွယ်မေးမြန်းချက်စိတ်ပိုင်းဆိုင်ရာရှေ့ဥတုနာပြုစုနေကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ င်္ဂလာပါရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ကျွန်မကတော့ကျူချမ်းပါ။အင်အားပြည့်ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုပါကစစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးမှလှုပ်ဆောင်ရမယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။ကုညီကယ်ဆယ်ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတရားဝင်သက်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ဆက်သွယ်ပြီးမှ မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝန်ကြီးဌာနတဘာဝဘေးအန္တရာယ်ကူညီကိစ္စရေးအတွက်ဖွဲ့စည်းထားတဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ကိုတရားဝင်ဆက်သွယ်ပြီးဆောင်ရွက်ပေးကြပါလို့မြစ်တာရက်ခန့်ကြောင်းပြောဆိုသွားတာဖြစ်ပါတယ်။ဧပြီ3ရက်မနက်8နာရီအထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရပြင်းထန်ကလေးရင်ကျောင်းတေဆုံးသူ385ယောက်တရားရရှိသူ4815ယောက်နဲ့ပျောက်ဆုံးသူ341ယောက်ရှိပြီဖြစ်တယ်လို့သိရပါဗျ။ လက်ရှိနိုင်ငံပေါင်း18နိုင်ငံကလေယံအစည်းရေ56စီကယ်ဆယ်ရေးဝန်ထမ်းပေါင်း1566ယောက်ရောက်ရှိကာငလျင်ဘေးသင့်မြန်မာပြည်သူတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်နေတယ်လို့စစ်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ1ရက်နေ့ကပြုလုပ်ခဲ့တဲ့အလှငွေပေးအပ်ပွဲမှာစစ်ကောင်စီကစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်အလှရှင်တွေစီကနေငွေသားချက်104.44ဘီလီယံအလှပစ္စည်းချက်12.4ဘီလီယံစုစုပေါင်းချက် 116.84ဘီလီယံလက်ခံရရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးမြို့အောင်မြေသာဆန်လမ်း60မှာရှိတဲ့ Sky Villa Condo မှာပျောက်ဆုံးနေတဲ့နိုင်ငံသားသားចောင်းဆရာဆရာမရှေဦးနဲ့တဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိထားတယ်လို့နေဆက်သူတွေတောင်းကသိရပါတယ်။ငလင်လောက်ကဲ့ချိန်မှာအဆောင်ပြိုချမှုအတွင်းဖိလစ်ပိုင်နိုင်ငံသား၄ဦး၊တောင်အာဖရိကနိုင်ငံက၂ဦး၊တောင်အာဖရိကနိုင်ငံက၃ဦး၊ရုရှားနိုင်ငံက၁ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်။ HCIS အထက်တန်းကျောင်းဆရာရုရှားနိုင်ငံသားရဲ့ရုပ်အလောင်းကိုဧပြီလ2ရက်နေ့မှာရှာဖွေတွေ့ရှိထားတယ်လို့နေဆက်သူကပြောပါရယ်။တည်ဆုံသူရုရှားနိုင်ငံသားနဲ့တခြားသောပျောက်ဆုံးနေတဲ့နိုင်ငံသားသား၄ဦးက HCIS အထက်တန်းကျောင်းမှာကျောင်းဆရာဆရာမတွေဖြစ်ပါရယ်။ဇနီးမောင်နှံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသား၂ဦးတို့ကတော့ MISC Mentally International School of အကူမန်ကျောင်းကဆရာဆရာမတွေဖြစ်ပြီ တခြားသောဖိလစ်ပိုင်နိုင်ငံသားတအူကတော့ Business Administration Society ကျောင်းဆရာဖြစ်တယ်လို့နှိစက်သူတွေထံကသိရပါတယ်။သူတို့ပြောင်းဆောင်နေတဲ့ Sky Villa Condo ကငလျင်လှုပ်ပြီး6ရက်မြောက်နေ့ဧပြီလ3ရက်နေ့အထိရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေစေလို့သိရပါဗျ။မြန်မာနိုင်ငံမှာ March 28ရက်နေ့နေ့လယ်ကလှုပ်ကပ်ခဲ့တဲ့ AR Richter Scale 9.9ငလျင် အပါအဝင်ဧပြီလ3ရက်နေ့မနက်10:00နာရီအထိနောက်ဆက်တွဲငလျင်65ကြိမ်လှုပ်ကပ်ခဲ့ကြောင်း ွန်လေးဝတ်သားနယ်ဇလားပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။နောက်ဆက်တွဲငလျင်တွေဟာမန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာအ धिक လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ Richter scale အမြင့်ဆုံး9.5ကနေ2.8အထိအသီးသီးရှိတယ်လို့ဆိုပါတယ်။ဒီလိုနောက်ဆက်တွင်ငလျင်နေကြောင်းမန္တလေးနေပြည်တော်စကိုင်းအပါဝင်အင်အားကြီးငလျင်တန်းတင်းတဲ့နေရာဒေသတွေကမြို့နယ်တွေကဒေသနေပြည်သူတွေဟာတိုက်တာအဆောင်အုံတွေအောက်မှာမနေထိုင်ရဲကြတော့ဘဲလမ်းမပေါ်မှာနေထိုင်နေကြရပါတယ် ရန်ကုန်မြို့မှာလည်းနောက်ဆက်တွဲငလျင်ကြောင်ညပိုင်းတွင်မှာအဆောက်အုံအပြင်ဘက်မှာနေထိုင်အိတ်ဆက်နေကြတဲ့သူတွေလည်းရှိနေပါတယ်။ဒီငလျင်ဟာနိုင်ငံတော်ကလူပေါင်း9တန်းလောက်ကိုထိခိုက်ခဲ့တယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်ရှင်။ လ20ရက်နေ့နေ့လယ်ပိုင်းကစဖက်နေချိန်ငလျင်လှုပ်ခတ်လာတဲ့အတွက်လုံခြုံမှုရအောင်နေရာယူခဲ့ရတယ်လို့စကောင်းဆောင်ဘုတ်ချုပ်မှုကြီးမင်းအောင်လိုင်းကဧပြီလ10ရက်နေ့နေပြော်မှာလှုပ်တဲ့ငလျင်ပေးအတွက်အလှူခံပွဲမှာထုတ်ပြောသွားပါတယ်။20ရက်နေ့ငလျင်လှုပ်တော့ကျွန်တော်တို့ကယုံမှာပဲယုံမှာကျွန်တော်စဖက်နေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီတော့စလှုပ်တဲ့အချိန်ချက်ချင်းသိရတာနဲ့နိုင်ကောက်ကြည့်လိုက်တော့12:50မိနစ်မောကြည့်လိုက်တဲ့အချိန်မှာ ပိုလှုပ်လာတော့ကျွန်တော်လည်းလုံခြုံမှုရအောင်စပွဲမှာတချမ်းကတော့နေရာယူထားရတာပေါ့လို့စကောင်းဆောင်ကပြောဆိုပါတယ်။ငလျင်ငိန်သွားပြည့်တဲ့နောက်အပြင်ကိုထွက်ကြည့်ရမှာရုံးတွေအပြည့်အစည်တိတ်မများဘူးလို့သူကဆိုပြီးနောက်ဆက်တွဲငလျင်လည်းရှိတဲ့အတွက်ရုံးအဖွဲ့တွေနဲ့အပြင်ကိုထွက်နေဖို့အကြံပြုရာအပြင်မှာတနအီကျော်လောက်မတ်တက်ရက်နေခရရလို့ဆိုပါတယ်။အဲ့နောက်မျိုးရဲမှာအပြည့်အစည်များကြောင့်သတင်းပေးပို့ချက်အရရုံးကထွက်ပြီးတော့မျိုးရဲကိုထွက်ကြည့်ရာပြည့်စည်မှုကြီးကြောင့်သဘောပေါက်ခရရလို့လည်းစကောင်းဆောင်ကဆိုပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာအပြည့်အစုံနဲ့ထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပါတယ်။နေပြည်တော်အတွင်းအဆောက်အုံတွေဝန်ထမ်းအင်အားတွေပြိုကျပျက်စီးခဲ့ပြီးငလျင်တန်းချောင်းကတရလက်မတွေလည်းအကွဲကြောင်ကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်ရှင်။စကိုင်းမြို့အနီးဘ ਹੁ ပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငှက်လျင်ကြောင့်မန္တလေးတိုင်းတပိတ်ချင်းတမျိုးနယ်တဲမှာ တမျိုးနယ်လုံးအတိုင်းအတာနဲ့သာသနီကအဆောင်အုံတွေနဲ့နေရင်စုစုပေါင်း180လောက်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကနေသိရပါဗျ။သပိတ်ချင်းမြို့နယ်အတွက်မှာအင်အားပြင်းငလျင်ကြောင့်ဒေသခံပြည်သူတွေတေဆုံးမှုမရှိခဲ့ပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာပညာသင်ကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူ၂ယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့နယ်ပကဖအဖွဲ့စီကနေသိရပါဗျ။ အလားတူပဲမတရားမျိုးနယ်မှာလည်းမျိုးပေါ်နဲ့မျိုးပေါ်မဟုတ်တဲ့နေရာတွေမှာငလျင်ကြောက်ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးတော့လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့မတရားမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖအဖွဲ့အစည်းကနေသိရပါဗျ။မတရားနယ်အနောက်ချမ်းမွေးစားလေးကျေးရွာကဒေသခံပြည်သူ၃ယောက်၊နတ်ကြီးစင်ရွာက၁ယောက်၊မတရားအရှိချမ်းအထက်တောင်ပိုင်းရွာက၃ယောက်စုစုပေါင်း၈ယောက်သေဆုံးခဲ့တယ်လို့မတရားပကဖတာဝန်ရှိသူကပြောပါဗျ။မတရားမျိုးနယ်မှာမျိုးပေါ်နေရာတွေနဲ့အနီးတစ်ဝိုက်နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ကစိုးမိုးထားတာဖြစ်ပြီးတော့ကျန်တဲ့နေရာတွေကိုတော့တော်လင်းရေးတပ်ဖွဲ့တွေကစိုးမိုးထိန်းချုပ်ထားတာဖြစ်ပါတယ်မရီယာမျိုးပေါ်နေရာတွေမှာအဆောက်အုံကြီးတွေပြိုကျပျက်စီးမှုနဲ့လူသေဆုံးမှုတွေရှိခဲ့ပေမဲ့တော်လင်းရေးတပ်ဖွဲ့တွေအနေနဲ့ကုညီကစားရွေးတွေလှုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်းအပြည့်စင်စင်းရည်တွေကိုကောက်ယူနေစေဖြစ်ကြောင်းမတရားပကဖတာဝန်ရှိသူကပြောပါရရှင် ရခိုင်ကမ်းရိုးတန်းကိုမုံတိုင်းဝင်မှုရှိတာကြောင့်ပြည်သူတွေကိုအမြန်ပြောင်းရွှေ့ကြဖို့အတွက်လှုံ့ဆော်ထားတဲ့တဲ့နေ့တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။အကောင့်တင်တဲ့ဆိုတဲ့ Facebook account တစ်ခုကနေ Ebrenay နေ့မှာအစောဆုံးတင်ထားတာကိုတွေ့ရပါတယ်။ဖော်ပြချက်ထဲမှာပုံတပုံပါဝင်ပြီးစစ်တွေကြောက်ဖြူတန်တွဲကွာကလူတွေအမြန်ပြောင်းရွှေ့ကြပါလို့ရေးထားပြီး မြန်မာနိုင်ငံလေပိုင်းတစ်ခုလုံးနီးပါးလောက်ကြီးမားတဲ့တင်စုကြီးဖွဲ့စည်းနေပြီးတခြားအင်တာဗျူးသတိပေးချက်တွေကိုလင်းနေတဲ့ကွာဖော်ပြထားပါတယ်။ဒါကိုဖြန့်ဝေမှု150နီးပါးရှိနေပါပြီ။ဒီစာသားတွေကိုပုံ၅ပုံနဲ့အတူဖော်ပြထားပြီးပြန့်နှံ့မှုအများဆုံးအဖြစ်မျှဝေမှုတထောင်ကျော်နေရာတွေလည်းရှိနေတယ်လို့အခြားအကောင့်တွေ page တွေကနေလည်းဖြန့်ဝေရာတွေရှိနေပါတယ်။ဒီသတင်းကိုမြစီမာကချက်လက်စစ်ဆေးရမှာတော့သတင်းဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ပြန့်နှံ့နေတဲ့ post မှာပါဝင်တဲ့ link တွေကိုဝင်ရောက်ကြည့်ရှုရမှာဒါ2023ခုနှစ်က link တွေဖြစ်နေတာကိုတွေ့ရပါတယ်။ထမှန်မီစာသားတွေနဲ့ရှာဖွေရမှာလည်း ဒီလိုလားတူ post ကိုပဲ2023မှာလည်းအများပြားဖြန့်ဝေခဲ့ကြတာကိုတွေ့ရပါတယ် post မှာပါဝင်တဲ့ပုံတွေကိုစစ်ဆေးတဲ့အခါမှာကြီးမားတဲ့နေအောင်မှတ်သားပါဝင်တဲ့မြေပုံကို greenwaymyanmar.com ဆိုတဲ့ website မှာ2023ခုနှစ်မေလ12ရက်နေ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်ဒီပုံတွေထဲမှာပဲအညုံးတွေအပြည့်စုံပါဝင်တဲ့မြေပုံတစ်ခုရှိပါတယ်ဒီပုံမှာဆိုရင်မေလ17ရက်2023ခုနှစ်ဆိုတဲ့ရက်စွဲပါဝင်ပါတယ်ဒါရီကိုကြည့်ရင်အခုလိုဖြန့်ဝေတဲ့ပို့စာ2023ခုနှစ်ခရေကဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်ကြောင်းတွေ့ရပါတယ် 2023မေလမှာဆိုရင်မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဆိုင်ကလုံမိုခါမုန်တိုင်းရှိပါတယ်။ဒါကမိုခါမုန်တိုင်းနဲ့ပတ်သက်ပြီးပြောဆိုထားကြတဲ့ post တွေပါ။စစ်ကောင်စီတပ်လက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှုဦးလတ်ထွန်းကိုမြစီမတ်ကဧပြီလ2ရက်နေ့မှာဆက်သွယ်မေးမြန်းခဲ့ပြီးလက်ရှိမှာမုန်တိုင်းမဖြစ်ခင်အဆင့်ဖြစ်တဲ့လီဗီယာနဲ့ရေဝန်အဆင့်တောင်မဖြစ်သေးပဲမုန်တိုင်းဖြစ်နိုင်မယ့်အလားအလာနဲ့ကြောင်းတကယ်လို့မုန်တိုင်းဖြစ်ခဲ့ရင်တော့မြန်မာနိုင်ငံကိုဝင်မဝင်မသေးချာကြောင်းနဲ့ပျက်စီးများမယ့်မုန်တိုင်းမျိုးမဟုတ်ကြောင်းပြောပါရတယ်။ ဧပြီလ9ရက်6ရက်9ရက်နေ့တွေမှာလီဗီယာနဲ့ယဝန်ဖြစ်နိုင်တယ်လို့ခန့်မှန်းရပြီးလီဗီယာနဲ့ယဝန်ကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာမိုးရွာသွန်းနိုင်မယ့်အနေအထားရှိရလို့ဥလာထုံးကပြောပါတယ်။အင်အားဖြင့်ငလင်းတက်ခတ်ပြီးရတဲ့တစ်ဆက်သေးမှာပဲနောက်ဆက်တွဲတဘာဝဘေးအန်ဒီယာရီနဲ့ပတ်သက်ပြီးငလင်းကြောင့်လူအများစိုးရိမ်ထိတ်လန့်နေကြပါတယ်။ဒီလိုချိန်မှာ2023ခုနှစ်ကမိုးခါမိုးတိုင်းနဲ့ပတ်သက်တဲ့သတိပေးချက်တွေကိုချိန်သားကြိုက်ပြီးသတင်းတူဖြစ်ပြန်လည်ဖြန့်ဝေထားကြတာပါ။ ဆက်လက်ပြီးမန္တလေးမြို့က Great Wall Hotel ဟာမတ်လ28ရက်နေ့ကအင်အားကြီးငလျင်တစ်ခုကြောင့်ပြုကျသွားခဲ့ပါတယ်။ဧပြီလနေ့ရက်နေ့မှာတော့တရုတ်ကစေးအဖွဲ့တွေကဆက်ကရီယာရီနဲ့ဆန်သက်ကြီးတဲ့ကဟိုတယ်အတွင်းမှာနှလုံးခုန်ပြီးတော့အသက်ရှင်နေသေးသူ၃ဦးရှိတာကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ဝင်ရောက်ကစေးခွင့်အတွက်စကောက်စီရဲ့ခွင့်ပြုမဲ့မရဘူးလို့ဆိုကဧပြီလ3ရက်နေ့နေ့လယ်ပိုင်းအထိကစေးလောက်တာမရှိဘူးလို့ဟိုတယ်အပြည့်စည်ပုံတွေအောက်မှာပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ ်မိသားစုတွေကအသက်ရှင်နေသူတွေကိုအချိန်မီမကယ်တင်နိုင်ရင်အသက်ဆုံးရှုံးသွားကြမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဒါ့အပြင်တည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုလည်းပြန်ရချင်နေကြပါတယ်။အခုကတော့ Grey Wall Hotel ရဲ့အပြည့်စည်ပုံတွေအောက်မှာပိတ်မိနေသူနှစ်ဦးရဲ့မိသားစုဝင်တဦးပြောပြတာကိုနားဆင်ကြမှာဖြစ်ပါတယ်ရှင်။ ကမနီညာကကြီးသူတို့တရုတ်ကိုဆက်ကစမ်းသက်တဲ့အချိန်မှာအထက်မှာတလုံးခုံတန်းကို၃ရက်ကြီးတွေ့ရတယ်ဆိုအဲ့ဟာကလူဖြစ်ချင်လဲဖြစ်နိုင်တယ်ဒါမှမဟုတ်တိရစ္ဆာန်ကလည်းဖြစ်ချင်ဖြစ်နိုင်တယ်လို့ပြောရတယ်ဒါပေမဲ့အတိအကျတော့မသိဘူးပေါ့နော်သူတို့လည်းဒါပေမဲ့နှလုံးခုံတန်းကြားနေရတယ်အဲ့ဒါပြောရအဲ့အတွက်အဲ့ညလေးကလည်းသူတို့သိလိုက်တယ်အဲ့နောက်ပိုင်းမှာလည်းခုမိုးနေတဲ့အထိသူတို့ ရှောင်ခွေရလည်းမလုပ်ဘာမှလည်းမလုပ်ဘူးသူတို့ကဟိုတယ်ကကပြောလဲဆိုနိုင်ငံတော်ကသူတို့ကိုလောက်ခွင့်မပေးရတဲ့ကြောင့်သူတို့မလုပ်တာမဟုတ်ဘူးနိုင်ငံတော်ကမလုပ်တာလို့သူတို့ကပြောတယ်နိုင်ငံတော်ကမပြုတ်ဘူးလို့သူတို့မလုပ်တာလို့ဆိုတော့အရှိအအနေအများရဲ့အတွက်ကြောင့်နဲ့နိုင်ငံတော်ကသူတို့ကိုပေးမလုပ်တာတဲ့အထက်ပေးမိနေတဲ့သူတွေကိုလည်းရှက်ကနေပြီးတော့အထက်မှာ၆ယောက်ပဲ၆ယောက်ပဲပေးမိရဆိုပြီးတော့လိန်နေတကယ်တော့အထက်မှာမိသားစုဝင်တွေအများကြီးညီမတို့မိသားစုဝင်ဆို၂ယောက်ရှိတယ်မဟန္တာတို့ရှိတယ်နောက်ပြီးခလေးတွေရှိတယ်အများကြီးပဲအထက်မှာ အဲကေဇေးရေးမလာဘူးတော့တော့လာတယ်ကေဇေးရေးတွေအချင်းဝင်နေဝင်နေလို့ဝင်နေလို့လေဒီကတချို့ရောက်လဲအဝင်မခံဘူးအနေအများရယ်ဆိုပြီးဟိုတယ်ဘက်ကပြန်လွတ်တယ်လို့လည်းပြောတယ်ကေဇေးရေးတွေကဟိုအဲ့တခြားနေရာတွေမှာကေဇေးရေးလုပ်နေတဲ့အချိန်မှာဒီဟိုတယ်ကိုဘယ်သူမှအဲ့ချိန်ဒီနှစ်ရက်ကျော်ရည်ဒီဘယ်သူမှဝင်ကင်ထုတ်နိုင်ခြင်းလည်းမရှိဘူးအဲ့တော့ဆက်ဖို့လည်းမကောက်ဘူးဒီတိုင်းထားတာအချိန်မှာလည်းပိတ်ထားတယ်ဟိုတယ်ကိုလာလို့လည်းမရဘူးအဲ့လိုမျိုးလူတွေကိုလာတဲ့ပိုင်ကိုမိသားစုဝင်နေရလဲအဲ့ချိန်ဝင်လို့မရဘူး ဘယ်လိုမျိုးဆိုတော့အပြင်ဘက်ထဲမှာပဲရက်နေရတာပေါ့နော်ဟိုအတွင်းနဲ့အတွင်းနာလဲသွားဆက်လို့မရဘူးသူတို့အနေများဆိုပြီးအလားမခံဘူးမှဟိုဟာ၃ရက်မြောက်ညမှာကေဇေးတရုတ်ဟိုဟာကေဇေးလာတယ်ပေါ့အမရဲ့အဲ့ကေဇေးကမြန်မာဘက်ကရောကြောက်တော့ကိုကူကိုကူလူဖက်တွေလည်းရှိရဲအဲ့ချိန်မှာရှိရောအဲ့ညမှာစောက်နေတဲ့ချိန်မှာအသက်ရှင်လေးကပထမဆုံးမျိုးသမီးကိုထုတ်နိုင်နေပေါ့နောက်တော့ဓာတ်ပေါ်ကြီးလေးလောင်းကောက်နိုင်နေလို့ကြားတယ်နောက်ပြီးတော့ဟို သတင်းတွေကလည်းတက်တာတွေကဟိုအချို့တွေကလည်းအမားတွေလို့လည်းပြောတယ်ဒါပေမဲ့အဲ့အရှိရဓာတ်ပေါ်ရင်းနဲ့အမိမတယောက်အရှင်ထွက်လာတော့မှန်တယ်အဲ့နောက်ပိုင်းကိုကိုဝင်ငါးလာနဲ့သူတို့ရဲ့ဟိုတယ်ကဝင်တဲ့တယောက်ကိုထုတ်နိုင်တယ်ပြောတယ်အဲ့အမလည်းအပြင်ရောက်ပြီးတော့တေးသွားရင်ကြားတယ်အဲ့ဒါပဲကြည့်တယ်တနာတော့မထုတ်နိုင်လေဘူးဆက်ပြီးတော့လည်းအဲ့ဒီမှာသူတို့ဆန်းလိုက်တဲ့အချိန်မှာတယောက်ဖွဲ့ကရှင်နဲ့လည်းမရှိတော့ဘူးဒါအနောက်ဖက်ချမ်းကိုပဲသူတို့ပြောတာမှာ နောက်ခါကျအရှိမတမာတွေကိုအရှိမတမာပိတ်မိနေတဲ့လူတွေကိုလည်းဒီနေ့ဒီပါတမှုလည်းလုံးမပေးဘူးအဲ့ဒါကိုပထမဆုံးမေးရဒီမှာရှိမှလည်းလူနေတဲ့ဘယ်သူမှမရှိဘူးလေအဲ့လိုပြောရင်ဘာဟုတ်မိသားစုဝင်ညာရှိတယ်အမှကျွန်တော်တို့မိသားစုတွေအများကြီးရှိတယ်လို့ပြောတော့သူတို့ကဘာမှမပြောတော့ဘူးညက်သွားတယ်အဲ့တော့မနေ့ကမနေ့ကအချိန်မှာဟိုနိုင်ငံတော်ကဟိုဖြစ်တဲ့ဝိဆုံကြီးနဲ့လာတယ်ညွှန်ကြားရေးမှူးအဆင့်ထိလည်းလာတယ်သူတို့ဘကူးတွေနဲ့ဒါကိုဖြိုချပြီးဟိုဟိုဟာတွေကတောင်းဆိုရတကယ်လို့ လူရှင်နဲ့လူမရှိဘူးဒါကအနေအများလို့မရှာပေးနိုင်ဘူးဆိုရင်ဒါကိုချိုးချရတော့ဓာတ်ပေါ်ကြီးပဲဖြစ်ဖြစ်ရအောင်ယူခြင်းနဲ့တော့အချိန်မှာတို့ကဟိုလိုင်းပေါ်ကလည်းဒီလိုတွေတွေ့ရပေါ့နော်အဲဒီကြောင့်တို့ဒီလိုလာပေးတာအစီအမောင်ညှိပေးပါမယ်ဆိုရင်မနေ့ကလာပြီးတော့အဲ့ဒါနောက်ဆုံးမယ်တို့ညနေပိုင်းမှာလည်းတို့ပြန်ပြော့ဒါကိုလုံးမလုံးကိုပြန်ပြော့တို့ကကွန်ဖမ်းပြန်ပေးမယ်ဆိုပြီးတော့အဲ့ဒီနေရာလည်းအနည်းငယ်ညနေရာလည်းဘာမှအကြောင်းမပြောင်းဘူး ဖြတ်ပြီးလဲမလာဘူးကဲဆယ်ကြီးတွေအရှိမရှိရဲသူတို့ကကဲလို့မသေးဘူးနိုင်ငံတော်ကခွင့်မပြုသေးဘူးဆိုပြီးဟိုတယ်နဲ့မဆိုင်တော့ပါဘူးဆိုပြီးလွှဲချတယ်။ဆယ်နှစ်ယောက်လောက်ရှိတယ်ဆိုတော့ညီမတို့က၂ယောက်ရှိတယ်မှအဲ၂ယောက်ရဲ့ဟိုခလေးခလေး၂ယောက်ရဲ့ခလေး၂ယောက်ရဲ့ယောက်ျားလေးယောက်ရဲ့ဆိုပြီးပထမဆုံးဟိုအင်တာဗျူးမှာအမတယောက်ရဲ့သူ့မိသားစုဟိုတခုဆိုတော့ညီမတို့၃၅ယောက်နန်းဟန်နာတို့မိသားစုကလည်း၂ယောက်လား၃ယောက်လားမဟန်နာတို့ညီမမိသားစုလားမသိဘူး အဲ့ဒါလည်း၄ယောက်၃ယောက်ရှိရဲဆိုရင်အမှန်ရင်၈ယောက်လောက်ဖြစ်နေပြီနောက်ထပ်ခလေးတွေတစ်ခါမီတာစုဝင်နေလည်းရှိရဲလို့ကြားတယ်အခုညီမကိုစကားလာပြောတဲ့အချိန်မှာလည်းသူ့ရဲ့ညီမလေးတစ်ယောက်ပါသွားတယ်သူလည်းရှိရဲနောက်ထပ်အမားတယောက်ကလည်းဘယ်သူလဲတော့မသိဘူးသူ့မီတာစုဝင်နေလည်းရှိရဲမရှိဘူးဆိုစိတ်ထက်မှရှိရဲရှင်အခုရှိအဲ့နေရာမှာညီမအကိုရဲ့ညီမအမေရဲ့နောက်ပြီးတော့အခုကဲကဲရှင်ဖြစ်သွားတဲ့ အဲအဖေနဲ့အမလည်းရှိနေတယ်လေးအောင်လုံးအဲ့နေရာမှာအခုဒီအရှိမပဲမသွားနိုင်အဲ့မှာလမ်းမပေါ်မှာပဲနေပြီလမ်းမပေါ်ပဲသူတို့စောင့်ကြည့်နေတယ်တရင်ကြားတော့ကိုထပ်ဆောင်ပြီးတော့ဒီဘက်ကညီမတို့ပြောတယ်သူတို့အနောက်ကပစ္စည်းပစ္စည်းအနောက်ဘက်ကသူတို့ဝင်လို့ရတယ်ကြအနောက်ဘက်ကပစ္စည်းတွေရှိရဲ့ဒီကိုပဲသူတို့ဖောက်နေတယ်ပဲကြားတယ်ချင်းအရှိမလူတွေရှိတာကိုအခုဒီအမြန်များလို့ဝင်လို့အဆင်မပြေဘူးပဲပြောတယ် ဆက်လက်ပြီးအင်အားပြင်းငလင်တန်တဲ့ဒေတာတွေမှာမိုးရွာသွန်းနိုင်ခြင်းနဲ့ပတ်သက်လို့မူလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဦးလာထွန်းနဲ့ဆက်သွယ်မေးမြန်းချက်ကိုနားဆင်ကြမှာပါရှင်။အင်္ဂါမင်္ဂလာပါခင်ဗျာကျွန်တော်မြေစည်းမသတင်းဌာနဝန်ကဟိုနောက်လာမယ့်ရက်ပိုင်းတွင်ဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမေးမြန်းချင်တာလေးရှိလိုပါအင်္ဂါဧပြီလပထမဆယ်ရက်အတွင်းမှာဒီပင်လယ်မှာလီဘီယာနဲ့ရေဝင်ဖြစ်နိုင်ပြီးတော့မုန်တိုင်းရဲ့အဆင့်ထိအားကောင်းနိုင်ကြောင်းကိုသတိပေးချက်တွေတွေ့ပါတယ်။အခုနောက်ဆုံးဗာဆက်ဖြစ်နေပါတယ်ခင်ဗျ။ ရောင်းကဖြစ်နိုင်တယ်ဒါလေပုံတိုင်းသားရောရောတဲ့ဒီသားရောဖြစ်နိုင်တယ်မိုးစလာကနေပြီးတော့ဒီအချိန်ကာမဟုတ်မိုးလဲသတိပေးထားတာတွေ့ပါတယ်ခင်ဗျဒီလက်ရှိငလျင်တန်းခံရတဲ့ဒေသတွေမှာဖြစ်လာနိုင်တဲ့ဒီမိုးလေဝသအခြေအနေတွေကဘာတွေများဖြစ်မလဲခင်ဗျာမိုးရွာသွန်းလာတာမိုးပေါ့ပတ်ဒီရည်ရောင်ဖြစ်နိုင်ကြရတယ်ရည်ရောင်ဖြစ်တော့ ်ပါပါဘူးဒီနားနဲ့ဒီကောင်မနက်ကဒီဝါကျွန်တော်နဲ့တော့ဘာဖြစ်လဲဒီကောင်ကတော့ရပါတော့ဘူးဒီမနာတော့ကအဲ့အဲ့ဒီကောင်ကတော့ဒီရတော့ဒီရတော့ဒီတော့ပဲရှိတယ်ဒီပုံတိုင်းဖြစ်နေတော့ဒါကိုကလာဖို့ရတယ်ဒီလိုလည်းသိနေတယ်အဲ့တော့ဒီရတဲ့ဒီဖြစ် ်ပေါ့။ရန်လေးအောင်တင်ရောက်။ဒါရဘိုးကြီးကမှန်းတာ။ရန်ကြီးတော့မပြားတိုင်းပေါ့ပေါ့။ပုံတိုင်းခါလေးပုံကနှောင်းပုံတိုင်းဖြစ်တာ။အဲ့ဒါကိုရှိတယ်။ပုံတိုင်းရဲ့ခြေတော့ဒီတော့တောင်းပြီ။ဟုတ်ကဲ့ပါငယ်ဒီငလင်တန်တဲ့ဒေတာတွေကလည်းဒီအချိန်ကမှမိုးရွာမယ်ဆိုပြီးတော့သတိပေးချက်ထဲမှာပါနေတယ်ဆိုတော့လေငလင်တန်တဲ့ဒေတာတွေမှာမိုးရွာမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျိုးဆက်တွေဖြစ်လာနိုင်လဲခင်ဗျဒီကတော့မိုးရွာရင် အဲ့နောက်လေဦးရီကပန်နာကအရေးကြီးမောင်မအရေးကြီးရမယ်အခြေအနေပြီးတော့မရှိဘူးပေါ့နော်အဲ့ရောင်းမြမိုးကတော့ဒီ6တွေ့တာကဆိုတော့ဒီကြီးကလည်း6တွေ့နေတယ်ရေထဲကတော့တက်နေတာပေါ့အဲ့တော့တကယ်တမ်းသာဆိုတော့ဘုံကလည်းဘုကအောင်ရောက်ဖို့တယ်ဒီကတူတာပေါ့ ဒီငလင်ဘေးတဲ့ဒေတာတွေမှာပေါ့နော်ဖြစ်နိုင်တဲ့နေပူရည်တွေနဲ့ပတ်သက်လို့လည်းနည်းနည်းလေးပြောပြပေးပါဦးခင်ဗျ။အဲ့ဒီရည်ကတော့ဒါပူပင်နာဆိုတော့ဒါအပုတ်လုံးကာလာကာလာရဲ့ရောင်းပေါ့။ဒီတဲ့ရောင်းပြင်းတဲ့အနေလုံးတော့ဒီတဲ့ကြော်မှာပေါ့နော်ပြီးပဲကြာတဲ့ဒီလောက်မှဒီကြော်တော့ပူရည်တော့ဒါဒီကဲတော့မိုးရွာလိုက်တော့အခုဒီကြော်တော့ပေါ့။အဲ့ဒါဟိုကတော့ကြော်မှလား ဲ့အဲ့ဒီကဒီအနိုင်နဲ့သာသာသာဟိုနေကျေကူရဲ့တဲ့ရဲ့တက်ရဲ့လောက်ဘိုးဒီအကျေရဲ့ဒီအကျေတော့ကြားတော့ဗောဘိုးရလိုက်တော့ဒီအရောက်တော့ဘိုးမြိုင်တော့တက်ဆိုဟုတ်ကဲ့ပါခင်ဗျရန်ကုန်မြို့မှာဆိုလို့ရှိရင်လဲထူးကဲဒီရင်မြင့်တက်နေရလေးတွေရှိနေရလို့သိရပါတယ်ဒါကငလင်လှုပ်တာနဲ့ဆိုင်ပါသလားဆရာထူးကဲဒီရင်ကတော့

ဒီငလင်တန်တင်းဒေတာကပြည်သူတွေအတွက်ဆိုလို့ရှိရင်တလောဖြစ်ပေါ်လာနေတဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဘယ်လိုသတိပြုနေထိုင်ဖို့တိုက်တွန်းချင်တာရှိမလဲခင်ဗျ။ဟိုငယ်တဲ့ချိန်မိုးရွာရင်တော့ဒါကျန်းမာရေးကျန်းတယ်ပေါ့။ကျန်းမာရေးအနောက်ဒီမိုးကအတော့တော့ဖမ်းအောင်သိအများကြီးတော့မရှိဘူး။ဆိုတော့လေပူမိုးရွာဆိုတော့လေကျန်းမာရေးကတော့ဒါတွေသတိပြုဖို့ရောဒီပါ။ ဟုတ်ကဲ့ပါအင်ကြီးအဲ့ဒါဆိုလို့ရှင်ဟုတ်အချိန်ပြည့်ပြည့်ဖြည့်ကြပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့စိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုစုနေကိုတန်ဆင်တဲ့ဒေါ်လင်းညူကိုမောင်နှမတွေကပူပေါင်းစီစဉ်တင်ဆက်ပေးထားတဲ့အစီအစဉ်ကိုနားဆင်ကြမှာဖြစ်ပါတယ် အလုံးမဲ့တဘာဝဘေးရနေရလူလုတ်တဲ့ဘေးရနေရစတဲ့ဘေးရနေရအမျိုးမျိုးကနေကင်းလွတ်ကြပါစေလို့တန်စင်မေတ္တာပို့ဆုတောင်းလိုက်ပါတယ်။ဒီနေ့ကစပြီးတဘာဝဘေးရနေနဲ့ကြုံခဲ့ရတဲ့သူတွေထိလန့်ချက်ချားစရာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်အသုံးဝင်မယ်ထင်တဲ့စိတ်ပိုင်းဆိုင်ရာပညာပေးလေးတွေကို နားလေတက်ကြွနဲ့ပညာရှင်တွေရဲ့အကူအညီနဲ့မျှဝေပေးသွားပါမယ်။ဒီနေ့တော့တယ်လီကျမ်းမာကဒေါက်တာမီရေးထားတဲ့ အခုအချိန်မှာလူတိုင်းနှီးပါလိုအပ်နေတဲ့ PFA Psychological First Aid လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာရှေးဥပြုစုနည်းအကြောင်းကိုမျှဝေပေးပါမယ်။ဒေါက်တာမီကစိတ်ပိုင်းဆိုင်ရာကနဦးကူညီဆောင်ရှောက်မှု PFA WHO ကွင်းဆင်းလုပ်သားများအတွက်လမ်းညွှန်စာအုပ်တွေကိုညှိညမ်းထားပါတယ်။ PFA ဆိုတာတချွန်းနားလေတဲ့ပညာရှင်တွေပဲလုပ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ပညာရှင်တွေတည်းမကပဲစေတနာဝန်ထမ်းတွေအရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေအပြင်ပြည်သူလူထုအချင်းချင်းလည်းပေးလို့ရပါသေးတယ်။မှန်ကန်တဲ့နီလန်းတွေပေးနိုင်ဖို့တော့လိုအပ်ပါတယ်။ PFA ဆိုတာဖြစ်ရဆိုးနဲ့ကပ်ဘေးတစ်ခုခုကြောင့်လောလောလတ်လတ်ထိခိုက်ခံစားနေရတဲ့သူတွေကိုဖိမကူညီပေးဖို့ရည်ရွယ်ပါတယ်။လူလုတဲ့ဘေးရနေရဲ့အပြင်အခုလိုသဘာဝဘေးရနေရဲ့ဖြစ်ရဆိုးတွေကို ကိုကိုယ်တိုင် ကြုံတွေ့ရသည် ဖြစ်စေတဆင့်မြင်ရကြားရသည်ဖြစ်စေ ကျမတို့မှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားကြရပါတယ်။အဲဒီလိုအရေးပေါ်အခြေအနေတွေမှာကျမတို့အနေနဲ့လူသားဆန်တဲ့အထောက်အပံ့အကူအညီပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ခေါ်ပါတယ်။လက်တွေ့ကြတဲ့ထောက်ပံ့မှုကိုလည်းဆိုလိုပါတယ်။ Look အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့လုံခြုံရေးပါ။အရင်ဆုံးဒီကပ်ဘေးကနေလွတ်မြောက်တဲ့သူတွေကို ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းပေးပါသူတို့မှာအရေးတကြီးဘာလို့အပ်နေသလဲဆိုတာကို မြင်အောင်ကြည့်ပါရေလိုအပ်ရင်ရေတိုက်ပါအဝတ်အထည်လိုအပ်နေတယ်လို့ထင်ရင်ဒါကိုအရင်ဆုံးဖြည့်ဆည်းပေးပါစားလောင်နေတယ်လို့ထင်ရင် စားစရာကို ထောက်ပံ့ပေးပါ မျက်စိနဲ့မြင်ရတဲ့ပြင်ပထိခိုက်ဒဏ်ရာရနေရင်ကုသမှုပေးနိုင်တဲ့နေရာတွေကိုပို့ဆောင်ပေးပါကနဦးပြုစုဆောင်ရှောက်ကုသမှုပေးပါ အလွန်အမင်းထိခိုက်တုံ့လုံနေတယ်လို့ထင်ရင်စိတ်တည်ငြိမ်အောင်ကူညီပေးပါ ကိုကိုကိုမိတ်ဆက်ပြီးတော့ကိုကသူ့ကိုကူညီပေးမဲ့သူ ဖြစ်တယ်ဆိုတာကိုယုံကြည်လာအောင်ရိုးရိုးရှင်းရှင်းနဲ့တည်တည်ကြပ်ကြပ်လေးမိတ်ဆက်ဖို့လိုပါတယ်ဒီနေရာမှာအတင်းအကျပ်မေးမြန်းတာမျိုးကြုံတွေ့ရတာတွေကိုပြောပြခိုင်းတာမျိုးကိုရှောင်ပါกายกันရှင်ကမပြောပြခြင်းဒီတိုင်းမေးထားပါငိုနေတဲ့သူဆိုရင်လေမငိုနဲ့တိတ်တဲလို့ပြောမယ့်အစား ူ့ကိုငိုခွင့်ပေးပြီးကိုကစိတ်စိတ်နေပေးခြင်းကလည်းကုညီရာရောက်ပါတယ်။ Listen ပြောပြလာတဲ့အခါသူ့ဘက်ကသူ့ကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကို ကိုကိုယဉ်ပွင့်တဲ့အခါမှလည်းဂရုတဆိုင်နဲ့နားထောင်ပေးပါ ဖြတ်မမေးပါနဲ့ဝေဘာနာကဲ့ရဲ့တာတွေမလုံးမိပါစေနဲ့။ကံကောင်းလို့အသက်ရှင်တာဆိုတဲ့အပြောအဆိုမျိုးမပြောမိအောင်တတိထားပါ ကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးလူတိုင်းကြုံနေရတာဆိုတာမျိုးငုံနေလို့လည်းပြီးသွားမှာမဟုတ်ဘူးစတဲ့ကရုဏာတော်တော်နဲ့ပြောဆိုမှုမျိုးကို ရှောင်ပါစာနာမှုနားလည်မှုနဲ့နားထောင်ပါ link ချိတ်ဆက်ပေးပါသူတို့ရဲ့အခြေခံလိုအပ်ချက်တွေစိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါသူတို့ကိုလိုအပ်တဲ့လူမှုကူညီရေးအထောက်အပံ့တွေနဲ့ချိတ်ဆက်ပေးတာ မိသားစုဝင်ဆွေမျိုးတွေနဲ့ဆက်သွယ်နိုင်အောင်ကူညီပေးတာဘာသာရေးအတိုက်အဝန်းနဲ့ဆက်သွယ်ရဖို့စတဲ့မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်ဘေးသင့်တဲ့သူအချင်းချင်းဖြစ်ရက်ကိုကြုံရသူအချင်းချင်းဖေးမနိုင်အောင်ကူညီပေးပါဆေကျော်သက်အပါအဝင်ကလေးတငယ်တွေကျန်းမာရေးပြဿနာရှိသူတွေမတန်ဆွမ်းသူတွေနဲ့ခွဲခြားဆက်ဆံခံရနိုင်ခြေရှိသူတွေ ထိခိုက်ခံစားလွယ်သူတွေကတော့အထူးစောင့်ရှောက်မှုပေးဖို့လိုအပ်ပါတယ်။တခြားသူတွေထက်ချင်းကပ်ရမယ့်ပုံစံချင်းသာမကအကူအညီပေးရမှလည်းကွဲပြားချက်တွေ ရှိပါတယ်။တကယ်တော့ PFA ဆိုတာတိထက်ပို့ပြီးတော့ကျေပြတ်ပါတယ်။လှုပ်ဆောင်ရမယ့်အချက်တွေတင်မကပဲသတိထားရမယ့်အချက်တွေလည်းများပါတယ်။ဒါအပြင်လိုအပ်သူကို PFA ပေးရင်ကိုယ်တိုင်လည်းအနားယူဖို့အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်းသတိရပါ။ ခြေကုံလက်ပန်းကြတာမျိုးမဖြစ်အောင် ကိုလုံနိုင်တဲ့အတိုင်းအတာအထိပဲအကူအညီပေးပါပြဿနာအလုံးကို ဖြေရှင်းပေးဖို့တာဝန်မရှိကြောင်းကို အမှတ်ရပေးပါမိမိကိုယ်တိုင်အပြင်မိမိရဲ့လှုပ်ဖို့ကင်ဘတ်တွေကိုလည်းဂရုစိုက်ပါ အနားယူဖို့တိုက်တွန်းပါ ဖြစ်နိုင်မယ်ဆိုရင်တော့နောက်တစ်နှစ်တာမိမိရဲ့လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီးစိတ်ရောကိုယ်ပါ အနားပေးပါ ဒါမှသာလင် ကျမတို့အချင်းချင်းကူညီဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်။ကျမတို့မှာကျမတို့ပဲရှိတယ်မဟုတ်ပါလား။ချစ်တို့ဒီဘ ഹു တုတတွေကိုကိုယ်တိုင်လဲနားထောင်လိုအပ်မဲ့ထင်တဲ့သူတွေစီကိုလည်းပြန်ပြီးတော့မျှဝေလိုက်ပါနော်။ဒီနေ့တော့ဒီမှာပဲနှုတ်ဆက်လိုက်ပါရစေ။ပြန်မဆုံနိုင်သေးခင်အတင်းထားကြမယ်နော်။ ကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချမ်းပြချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမာရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချမ်းပြချက်တွေကိုကြိုဆိုပါရရှင်။မြစီမာရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ ်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြစီမားတွေရောဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့တူရက်တီနေမယ်မြစီမရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကြားမှာကြပါစေရှင်။